မင်္ဂလာပါရှင်တာလွင်ထိုင်းရဲ့အေဘယ်လာ၁၂ရက်နေ့ည၈နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါတာလွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလွင်ထိုင်း application ကနေလည်းဝင်ရောက်ရှိနိုင်ပါတယ်။ကျွန်မယွန်းကြည်ပါပါရှင်ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဖမ်းမှာတဲတောင်မြင့်တဲ့ကြံဖြတ်သိမ်းထားပေမဲ့လမ်းလျှောက်တကြံလုပ်ဖို့ပြည်내စစ်ကောင်စီပြင်နေပါတယ် ဖားပောင်ကမမောင်းမြို့မှာမြို့သမီးငယ်၃ဦးမိုင်းထိဒဏ်ရာရသွားပါတယ်။တကြံလုံးမွန်ပြည်နယ်မှာမြို့သမီးစစ်မှုထမ်းခေါ်မယ်ဆိုတဲ့သတင်းကြောင့်စိုးရိမ်မှုမြင့်တက်နေပါတယ်။တကြံကာလနဲ့အလော့မှာခံစစ်ပြင်ဖို့သာစစ်ကောင်စီလုံနိုင်မယ်လို့အကဲခတ်တွေသုံးသပ်လိုက်ပါတယ်။ယူကရိန်းကိုစီးရေးကူညီယူရို27ဘီလီယံထပ်ပေးမယ်လို့မဟာမိတ်တွေကတိပြုလိုက်ပါတယ်။တရုတ်ကလက်စားချေအခွန်တိုးကောက်နေပြီမဲ့ အခေါ်မူဝါဒအခြေအနေကောင်းတယ်လို့ထရန့်ပြောလိုက်ပါတယ်။အာနာသိန်းကလာတပ်ဖြတ်ဖန်ဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်တွေနဲ့မိုးလေဝသတွေကိုပါရှုစားကြရမှာပါ။ ကရင်ပြည်နယ်ဖအံမြို့မှာပြည်နယ်စစ်ကောင်စီဖွဲ့ကနန်းဘောဝါတဲတောင်မြင်တကြံကိုမကျင်းပပြုလုပ်ပေမဲ့ချစ်တူလမ်းကြားနေရာမှာတော့လမ်းရှောင်းတကြံကိုဆက်လက်ကျင်းပပြုလုပ်သွားမယ်လို့ဖအံဒေသခံတွေကတန်လင်ထမ်းဖို့ပြောပါရယ်။ယခုနေ့မဟာတကြံပွဲတော့စီကားစီဖို့အတွက်ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ကဖအံမြို့ကန်နာလန် ညာစေးတန်းအနီးနားရှိတဲတောင်ပင်တကြံပေါ်မှာနန်းဖောဝါလိုအမိရတဲ့တဲတောင်ပင်တကြံပွဲတော်ကိုတလားကြာကျင်းပပြုလုပ်ဖို့စီစဉ်ခဲ့ပေမဲ့မက်စတာကုံပိုင်းကဖြစ်ပွားခဲ့တဲ့မြင်းငလင်းဘေးဒဏ်ကြောင့်ဖက်သိမ်းဖြစ်ခဲ့ရပါတယ် ယခုလုံမြင်းကလင်းဗေဒံတင်နေချိန်တဲတောင်မြေကြံကျင်းပပြုလုံမှာကိုဝေဘန်ပြောဆိုမှုတွေများနေခဲ့ပြီးတဲ့နောက်ဒီနယ်စစ်ကောင်စီအဖွဲ့ဟာနန်ဖောဝါတဲတောင်မြေကြံအပြင်ကန္နာလမ်းမှာစောက်လုံနေစဲဌာနဆိုင်ရာမန်တဲတချို့နဲ့ TV ကင်းမှာစောက်လုံခဲ့တဲ့ဘဟုမန်တဲတွေကိုပါပြန်လည်ဖျက်ပြစ်သွားခဲ့တယ်လို့ဖန်သတင်းရင်းမြစ်တွေကပြောပါတယ်။ ်လမ်းကြောင်းတကြံပွဲတော်ကိုဖမ်းမျိုးအမတ်လေးရက်ကကန်တာယာနာကချစ်သူလမ်းစားနေရမှာပြည်နယ်စစ်ကောင်စီဖွဲ့ကကျင်းပပြုလုပ်မှာဖြစ်ပြီးတကြံကွဲကျင်းပဖို့အတွက်လက်ရှိမှာအဲ့ဒီချစ်သူလမ်းစားကိုပြည်နယ်စစ်ကောင်စီဖွဲ့ကလမ်းပိတ်ထားပြီးပြင်ဆင်မှုတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကြီးကနေသိရပါတယ်။လမ်းကြောင်းတကြံမှာစုစုဒီတာတွင်ကွင်းမာလေးလည်းပါဝင်တယ်လို့သိရကြောင်းဒေသခံတွေကပြောပါတယ်။ တဇံဘွဲတော်ကိုစီကားစွာကျင်းပပြုလုပ်ဖို့ကရင်ပြည်နယ်စစ်ကောင်စီဖွဲ့ဟာပြီးခဲ့တဲ့မတ်လမှာရက်ွက်ထဲမှာနေအိမ်တအိမ်ကိုငွေကျပ်9000ကောက်ခံပြီးစီးနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့နေ့တဇံဘွဲတော်ကိုပြည်နယ်စစ်ကောင်စီဖွဲ့ကဖမ်းပြီးတော့ကန်လာလဲတချောင်းမှာလမ်းလျှောက်တဇံအပါဝင်ဌာနဆိုင်ရာမန်ဒက်တွေပါတဲ့ရေကစားမန်ဒက်တွေနဲ့စုစုတီတာမန်ဒက်တွေကိုထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီးလာရောက်လည်ပတ်ရေပတ်ကစားသူတွေအထိုက်အလျောက်သာရှိခဲ့တာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဖမ်းအမှုမှာတော့လမ်းလျှောက်တချံပွဲတော့ကျင်းပပြုလုပ်ပေမဲ့မြင်းကလေးဘေးဒဏ်အပြင်တပီငယ်လုံးကြီးပေါင်းမှာဖြစ်ပေါ်နေတဲ့စည်ရဲတဲမှမှုတွေလူငယ်တွေပေါ်ပြစ်မှတ်ထားပြီးစစ်မှုထမ်းမှုဖမ်းဆီးခေါ်ဆောင်မှုတွေလည်းရှိနေခဲ့တာကြောင့်ဒေသခံအများစုကယခုနှစ်တချံပွဲတော်ကိုလာရောက်မလင်ပတ်ပဲရိုးရာဒလိအတိုင်းသာတချံပွဲတော်ကိုကျင်းပသွားမယ်လို့ပြောဆိုနေရတယ်လည်းရှိပါသေးတယ် ကရင်ပြည်နယ်ဖားပုံမြို့နယ်ကမာမောင်းမြို့တန်လိုင်မြေကမ်းပေးမှာအမျိုးသမီးငယ်သုံးဦးမိုင်းထိတံရရခဲ့တယ်လို့ဒေသလူမှုကွန်ရက်အသင်းဝင်တွေကတာဝန်ထမ်းဖို့ပြောပါရတယ်။ ်ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ညနေ9နာရီအချိန်ခန့်မှာကမာမောင်းမြို့အမှတ်3ရပ်ကွက်နေအသက်12နှစ်ရွယ်မဆင်မြတ်နိုးအသက်18နှစ်ရွယ်မကျဲစင်လင်းတန်းအသက်12နှစ်ရွယ်မဆင်ဒီအားတင်ကိုသုံးွားရပ်ကွက်အနီးရှိတန်လင်းမြေကန်ပေးမှာရေကူးဖို့တွားရောက်နေချိန်မိုင်းနေမိခဲ့တာလို့ဆိုပါတယ်မိုင်းပေါက်နေရာမှာလူသွားလူလာများတဲ့နေရာဖြစ်ပြီးဗတ်စင်မြတ်တို့ကမိုင်းနေမိခဲ့တာဖြစ်ကြောင်းအတူတူသွားတဲ့အနောက်အမျိုးသမီးနှစ်ယောက်ကလည်းမိုင်းထိပ်ပြီးမိုင်းနေမိတဲ့မတ်စင်မြတ်တို့ကဒဏ်ရာ ပိုများကြောင်းဒေတာလူမှုကွန်ရက်အသင်းဝင်တဦးကပြောပါရယ်မိုင်းနေမီလို့အမျိုးသမီး၃ဦးဟာခြေထောက်နဲ့လက်တွေမှာမိုင်းစားထိမှန်ဒဏ်ရာရသွားပြီးမိုင်းနေမီတဲ့မိန်းကလေးငယ်ကခြေထောက်ဖျက်ရမဲ့အခြေအနေမှာရှိနေလို့ခံမျိုးနယ်ပြည်သူစေယုံကို တင်ပို့ထားရပြီးစေကူတနေရပါရယ် ထန်မြို့အနီးမှာစစ်ကောင်စီဘက်ကကော KNL ပူးပေါင်းတပ်တွေဘက်ကပါစီရေလှုံ့ဆော်မှုတွေရှိနေတာကြောင့်ဘဲအဖွဲ့ဘက်ကထောင်ထားတဲ့မိုင်းဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရယ်လူသားလူလာများတဲ့နေရာတွေမှာယခုလိုကလင်းငယ်တွေမိုင်းထိခဲ့တာကြောင့်မြို့အနီးနားဝန်းကျင်တွေကိုတော့ဒေသခံတွေတွာလာဖို့ကြောက်ရွံ့နေကြရတယ်လို့သိရပါရယ် ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1532ရာတွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာနာဒိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာဒိန်းမှုဖြစ်ခဲ့တဲ့1532ရက်တွင်အကြမ်းဖက်သက်ပြခံရပြီးကြာဆုံးခဲ့သူ6469ဝန်းတိရှိလာပြီဖြစ်ပါတယ် ။ကြာပြင်ဖန်စီထိန်သိမ်းခံထားရသူ2930ဝက်ထိရှိလာပြီဖြစ်ပြီးကြံလေလိုများလာသူ6833ဝက်ထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်သက်ပြခြင်းခံရသူ82ဦးရှိကဖန်စီခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီဇန်ကိုတော့နိုင်ငံရေးကျင်းသောများကူညီဆောင်ရှောက်ရေးတန်းထမ်းမှာရယူဖို့ပြရဖြစ်ပါတယ်။ ွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတွေကတကြံပွဲတော်ကာလအပြီးအမျိုးသမီးစစ်မှုရန်တွေခိုးယူမယ်ဆိုတဲ့သတင်းတွေကြောင့်စိုးရိမ်မှုတွေမြင့်တက်နေရတယ်လို့ဒေသခံအမျိုးသမီးတွေကတန်တဲ့တိုင်းကိုပြောပါရယ်လက်ရှိဒေသတွေမှာတော့စစ်ကောင်စီလက်အောက်ခံတွေဟာတကြံပွဲတော်ကာလအလွန်အမျိုးသမီးစစ်မှုရန်တွေစတင်ခေါ်ယူစုဆောင်းဖို့ပြင်ဆင်မှုတွေပြုလုပ်နေတယ်ဆိုတဲ့အတိမပြုနိုင်တဲ့သတင်းတွေထွက်ပေါ်နေတာပါအခုလိုမြို့သမီးစစ်မှုရန်ခေါ်ယူမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကြောင့်စစ်မှုရန်အသက်အရွယ်နဲ့ဂျုံးဝင်တဲ့ မြို့သမီးတွေကြားစိုးရိမ်စိတ်တွေမြင့်တက်ပြီးနောက်တဖက်နိုင်ငံတွေကိုတွားရောက်ဖို့ပြင်ဆင်မှုတွေရှိလာတယ်လို့သိရပါတယ်။မြို့သမီးတို့ကတော့စစ်ကောင်စီဟာပထမဆုံးမျိုးသားတွေကိုစစ်မှုထမ်းခေါ်ယူတဲ့အတွက်စိုးရိမ်မှုရှိခဲ့ရတဲ့ပြင်အခုတဖန်မျိုးသမီးတွေကခေါ်ယူမဲ့တဲ့ရင်ကြောင့်စိုးရိမ်ရတယ်လို့မျိုးသမီးတွေဟာမိဖို့ကြောင့်ကိစ္စပဲလုပ်တတ်တာကြောင့်စစ်တရန်တက်ရမယ်ဆိုတာမဟုတ်တဲ့အရာတွေလို့ဝေဖန်ပါတယ်။ ကျမတို့အမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ခေါ်တယ်ဆိုရင်ပထမကလေးတွေမျိုးသားတွေအကုန်လုံးခေါ်တယ်စစ်မှုထမ်းဖို့ခေါ်တယ်အဲ့တော့အဲ့တော့လည်းဆိုရင်အခုအမျိုးသမီးတွေကခေါ်တယ်ဆိုတော့အမျိုးသမီးကကျမကျမတို့ကအရှင်မလို့ဆိုတာမိဖို့ကြောင့်ပဲဝင်ရတာလေသမီးချက်ပြုတ်ပါလို့လို့ပြောတာပြီးစစ်ပြန်တက်ရမယ်ပြီးတော့ရှေ့တန်းထွက်ရမယ်စစ်တိုက်ထွက်ရမယ်ဆိုဒါမဟုတ်တဲ့အရာတွေလေ ဒါအပြင်နိုင်ငံနဲ့တိုက်ပွဲတွေရဲ့စီရင်မှာရှုံးနေလေတဲ့စစ်ကောင်စီကအခုလိုသူတို့အာဏာတည်မြဲဖို့အတွက်အမျိုးသမီးတွေကိုပါစစ်တဲဆွဲတဲ့တာဟာမဖြစ်တဲ့လို့မျိုးသမီးတွေရဲ့ခွင့်ရေးတွေကိုပါချိုးပေါက်တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်မျိုးသမီးတူကလည်းလက်ရှိစစ်ကောင်စီကစစ်မှုထမ်းအတွက်မျိုးသမီးတွေကိုပါခေါ်ယူမဲ့တဲ့ရင်ကြောင့်ဒေသတွေမှာအနောက်ရှက်ဖြစ်ရတယ်လို့တိုင်းတစ်ပေါက်ကကျူးကျော်တာမဟုတ်ပဲလူတစုအတွက်သာကာကွယ်ရမယ်ဆိုတာကြောင့်မဝင်နိုင်ဘူးလို့ပြောပါတယ် ဒီစစ်မှုထမ်းမှုအတွက်ဒီအမျိုးသားတွေလိုက်ခေါ်တဲ့မျိုးသမီးတွေဆိုဆိုဒီကျွန်တော်တို့ဒီဒေတာမှာလည်းဒါနှောက်ချက်ဖြစ်တယ်ခက်ခဲဖြစ်တယ်လေကျွန်မတို့ကဟိုတိုက်ပြည်ကိုကာကွယ်ရမှာမဟုတ်သူတို့အဖွဲ့အစည်းတွေကိုကာကွယ်ရမှာကျွန်မတို့တိုက်ပြည်ကိုကာကွယ်ရမယ်ဆိုရင်တခြားတိုင်းသမားသားတွေလာလို့လာခဲ့လို့ကြွကြော်ရင်တော့ကျွန်မတို့တက်နယ်လဲပြီးတော့ကာကွယ်ရမှာပဲလေအခုကသူတို့လူတစုအတွက်ကိုကျွန်မတို့ကာကွယ်ဖို့တော့မဝင်နိုင်ဘူးလက်ရှိစစ်ကောင်စီရဲ့မျိုးသမီးစစ်မှုထမ်းစတင်ခေါ်ယူတော့မယ်ဆိုတော့အတိမပြုနိုင်တဲ့သတင်းတွေကြောင့်မျိုးသမီးတွေဟာနန်းသွားရင်အောင်လုံခြုံမှုမရှိတော့သလို အချိန်မီစစ်မှုရန်စူးစောင်းခံရနိုင်တဲ့အခြေအနေဖြစ်လာတယ်လို့မြို့သမီးတွေကပြောပါတယ်တပတ်မှာစစ်ကောင်စီပြန်လည်အသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုရန်ဥပဒေအရနိုင်ငံသားဖြစ်တဲ့အသက်16နှစ်ကနေ28နှစ်တွင်ရှိတဲ့မြို့သမီးတွေဟာအနည်းဆုံး2နှစ်ကနေ9နှစ်ထိစစ်မှုထမ်းရမှာဖြစ်ပါတယ်ဒါအပြင်ဆရာဝန်အင်ဂျင်နီယာစက်မှုလက်မှုပညာတက်မြောက်သူအပါအဝင် တခြားတက်ပညာတရရက်နဲ့အသက်မွေးမ်းကြောင်းနေတဲ့မြို့သမီးတွေဆိုရင်တော့အသက်16နှစ်ကနေ35နှစ်တွင် အသက်ရွယ်ရှိပါကစစ်မှုထမ်းရမှာဖြစ်တယ်လို့ဆိုထားပါတယ်။မွန်ပြည်နယ်မှာတော့စစ်ကောင်စီဟာပြည်သူစစ်မှုထမ်းဥပဒေကိုပြန်လည်အသက်သွင်းပြီးနောက်လာစဉ်စစ်မှုထမ်းတင်တဲ့တွေပေးနေပြီးပြီးခဲ့တဲ့မလအထိစစ်မှုထမ်းတင်တဲ့ပတ်စဉ်၁၁တိတင်နှံပေးထားကအဲ့ဒီထဲမှာတော့မျိုးသမီးတွေပါဝင်တာမရှိသေးဘူးလို့သိရပါတယ်။ ာဏာသိမ်းစစ်ကောင်စီအနေနဲ့လာမယ့်တကြံကာလနဲ့အလွန်မှာမြို့တွေထပ်မံလက်မလွတ်ခံရရေးအတွက်ခံစစ်လောက်ကိုပဲအဓိကလုပ်မယ့်အနေအထားဖြစ်နေတယ်လို့စေအေးခက်ခက်တွေကသုံးသပ်ကြပါတယ်။မတ်28ရက်နေ့မှာသခိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ရှိအင်အားပြင်းငလင်ဟာနေပြည်တော်မှာရှိတဲ့စေယုံကျုပ်အပါဝင်တိုင်းစစ်ဌာနချုပ်နဲ့တရင်တချို့မှာရှိတဲ့အဆောက်အဦတွေကိုပြိုကျပျက်စီးစေခဲ့ပါတယ်။ဒီအတွက်စစ်ကောင်စီရဲ့စည်ရေးဆိုင်ရာဌာနချုပ်တွေထိခိုက်ခဲ့မှုအပေါ်ပြန်လည်လက်ပတ်ဖို့ အခြေယူပြင်ဆင်ရမှာရှိတဲ့အပြင်ဘုံထုတ်လုပ်တဲ့ကားပါစာဆက်ယုံတချို့လည်းထိခိုက်ခဲ့ရတာတွေကြောင့်လို့ CDN လီဒတ်တက်ချက်ကြီးဇေယကပြောပါတယ်။တို့အတိကယူဟတာဒီပွင့်နှင်းရာဒီမကုန်ပါတို့ဒီတေချာလေးတို့ကပြန်ပြီးတော့ခုနကလိုကျွန်တော်ပြောတဲ့ဒီလာရှိုးဘတ်ဒီရှမ်းမြောက်ကဲကရင်ဒီဒီဘတ်ဒီဘတ်တွေကိုတေချာတို့ပြန်လုပ်ဖို့ရှိပဲတဲ့ကိစ္စတွေပေါ့နော်နောက်တစ်ခုကအဲဒါပေမဲ့ခုအချိန်လက်ရှိအချိန်နေရတော့တို့ အဲသူတို့ဘက်ကထိုးစစ်ဆင်ဖို့ဆိုတာတဲ့အဲသူတို့နေပြီးတော့နေပြီးတော့သူတို့အကတိကဒုက္ခရောက်နေသူတို့အဲ့လိုမျိုးခိုးခါရောက်နေတဲ့ချိန်မှာဒီဘက်ကနေပြီးတော့တိုက်စစ်ဆင်မလာနိုင်အောင်မြို့တွေကိုတက်အဘိမခံအောင်ဆိုတော့ခံစစ်ကိုပဲသူတို့အတိကလုံနိုင်တော့မယ့်အနေအထားဖြစ်သွားတာပေါ့နော်အဲ့လိုပဲလုပ်ဖို့များပါတယ်ဒါအပြင်ကဖတ်စာဆက်ယုံတွေကိုထွက်တန်းထားတဲ့ဓာတ်လိုက်တချို့လည်းဖြတ်တောက်ခံထားရတာကြောင့်လေချောင်းတက်ခိုက်မှုအတွက်အသုံးပြုမဲ့ဘုံးတွေထုတ်လုပ်နိုင်ရေးခက်ခဲရှိနိုင်တယ်လို့သူကဆက်ပြောပါတယ် လက်ရှိမှာတော့စစ်ကောင်စီဟာညလျင်အတွက်ပြည်내ထူထောင်ရေးလုပ်ငန်းတွေအရှိန်ဟုန်နဲ့လုပ်နိုင်ဖို့ရည်ရွယ်ပြီးဧပြီ၂ရက်နေ့ကနေ၂၂ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲကာလဖြစ်ကြေညာထားတာပါဒါပေမဲ့မြို့ရွာတွေကိုလေကြောင်းကနေဘုံကျဲတာလက်နက်ကြီးပြစ်ခတ်တာနဲ့စစ်ကြောင်းထိုးတာတွေကြောင့်တော်လန်ရေးအဖွဲ့တချို့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းရှိနေပြန်ပါတယ်မော်ပြေကာကွယ်ရေးတပ် MSDF နိုင်ငံရေးစီရေးဥဆောင်ကော်မတီဥက္ကဋ္ဌဒေါက်တာတီရီမွန်ချန်ကလည်းရွေရင်းချိနဲ့နေတဲ့စစ်ကောင်စီရဲ့ကြီးတဲ့ဟာ တော်လိုင်းရေးဒေသတွေစီမြေပြင်ထိုးစစ်တွေလှုပ်ဖို့အလားအလာမရှိဘူးလို့သုံးသပ်ပါတယ်။အဟုတ်ကဲ့ဟိုအကြီးအကျယ်ယူယွန်းချိနေနေတဲ့စီကောင်စီရဲ့ဟိုကြီးတက်အင်အားနဲ့ဟိုကြီးတက်ရဲ့တက်ရည်ခက်ရည်တွေကြောင့်စီကောင်စီကို ချင်းချောက်နေတဲ့တိုင်းရင်းသားအပါဝင်တော်လိုင်းရေးဒေသတွေစီမြေပြင်ထိုးစစ်တွေပြင်းပြင်းထန်ထန်ပြုလုပ်နိုင်ဖို့ဟိုအလားအလာတည်းမရှိဘူး။ မူဒွန်းကာလမစုံနေအောင်ပွလင်းရာဒီမှာတော့စစ်ကောင်စီရဲ့မြေပြင်ထိုးစစ်တွေဟိုထိထိရောရောက်မလုံနိုင်ခဲ့ဘူးမြေပြင်စစ်ကူရင်အားတွေလည်းဟိုထိထိရောရောက်မပို့နိုင်ခဲ့ဘူးတစ်ဖက်မှာစစ်ကောင်စီအနေနဲ့တရုတ်ရုရှားကနေရခဲ့တဲ့ drone ဤပညာရီခေမီ drone လက်နက်တွေကိုအားကိုပြီးဝေဟင်ကနေပုံကျဲတိုက်ခိုက်တာတွေပို့ပြီးလှုပ်လာမယ်လို့သူကစက်ပြောပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းစစ်ဆင်ရေးတွေကလည်းမိုးရင်းကာလရောက်ရင်တော့ drone နဲ့ဆက်တက်လေတီးတွေတုံးလို့ရမှာမဟုတ်တလို့လေရင်ကနေဘုံကျဲမှုကလည်းအကန့်အသတ်ဖြစ်လာမယ်လို့စီးရဲကက်ခတ်တွေကထောက်ပြကြပါလိမ့်။မကြခင်လပိုင်းတွင်းမှာမုတ်တုံမိုးတွေဝင်ရောက်တော့မှာဖြစ်လို့တော်လိုင်းရဲ့ဖွဲ့တွေဘက်ကနည်းမြေဆုံးမမှုရှိနိုင်ပြီးပွင့်လင်းရာသီရောက်မှသာစစ်ကောင်စီကကြီးမားတဲ့ထိုးစစ်တွေပြန်လုနိုင်မယ်အနေထားလို့ CDN တက်ချက်ကြီးဇေယျကမှတ်ချက်ပြုပါလိမ့်။စစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်ဖြစ် အထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာမှာကျင်းပဖို့ရာထားတဲ့အတွက်စိုးမိုးနယ်မြေတွေထပ်မဆုံးရှုံးဖို့နဲ့တည်ငြိမ်ရေးအတွက်စီရေးအရာပြင်ဆင်လာနိုင်တယ်လို့စီရေးကက်ခတ်တွေကသုံးသပ်ကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကိုင်းတိုင်းမှာရှိတဲ့အင်းတော်မြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့တဲ့အတွက်စစ်ကောင်စီအနေနဲ့တပ်မ89ရှေ့တန်းဌာနချုပ်အခြေပြုရာမြို့ကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ စ်ပွဲအတွက်အရေးကြီးတဲ့အခုနှစ်အတွင်း KIF အတွက်နောက်ထပ်စစ်ရေးအကူအညီယူရို27ဘီလီယံပေးအပ်မှာဖြစ်ကြောင်းယူကရိန်းရဲ့ဥရောပ အဖွဲ့တွေကကတိပြုလိုက်ပါတယ်။အခုအကူအညီရဲ့ထောက်ဝက်ကျော်ဖြစ်တဲ့၄နှစ်တာအတွင်းအကူအညီယူရို27ဘီလီယံကိုဂျာမနီကပေးပို့မှာဖြစ်ပါတယ်။ဒီလိုယူကရိန်းမဟာမိတ်တွေရဲ့ကတိတွေကမော်စကိုအတွက်ပြင်းထန်တဲ့သတိပေးချက်ဖြစ်လိမ့်မယ်လို့ဗီဒိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလီကပြောပါတယ် ဒေါ်နယ်ထရန့်လက်ထက်မှာဦးစားပေးကိစ္စတွေပြောင်းလဲသွားတဲ့လက်ဟာမှုကိုဥရောပကဝင်ဖြည့်ဖို့ကြိုးပမ်းနေချိန်ဘရက်ဆဲမြို့ရှိနေတိုးဌာနချုပ်မှာယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့ဝင်နိုင်ငံတွေတွေ့ဆုံချိန်အခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဥရောပမဟာမိတ်တွေပေးပို့မယ်စစ်ရေးအကူအညီမှာလေကြောင်းကာကွယ်ရေးစနစ်တွေဒုံးကျည်တွေနဲ့တခြားစစ်လက်နက်တွေပါဝင်မှာဖြစ်ပါတယ်။အပြစ်ရရေးသဘောတူညီချက်ရစေရမယ်လို့တမရထရန့်ကကတိပေးထားပေမဲ့စစ်ပွဲပြီးဆုံးမဲ့လက္ခဏာမတွေ့ရဘူးလို့ဥရောပကာကွယ်ရေးဝန်ကြီးတွေက ပြောပါတယ်။ဧပြီလ17ရက်မှာကြေညာခဲ့တဲ့စစ်ရေးအကူအညီထဲဗြိတိန်နဲ့နော်ဝေစီကရေဒါစနစ်တွေတန်ကြပ်ကာကားဖြတ်မိုင်းတွေဒရုန်းတွေနဲ့စစ်တုံးကားများပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေပေါင်တန်း450ပါဝင်မှာဖြစ်ပါတယ်။ ရုရှားကပုံကျဲတိုက်ခိုက်မှုတွေအချိန်မြင့်ပြုလုပ်နေတာကြောင့်ဘရက်ဆဲမြို့အစည်းအဝေးအတွင်းယူကရိန်းအတွက်လေးချောင်းကာကွယ်ရေးကိုဦးစားပေးဆွေးနွေးခဲ့ကြပါတယ်။စစ်ပွဲအတွင်းထိခိုက်သေဆုံးသူရဲ့80ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းလောက်အထိဟာဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်းမိမိတို့အတွက်ချက်သိရှိထားရတယ်လို့ဗီဒင်ကာကွယ်ရေးဝန်ကြီးကပြောထားပါတယ်။ဂျာမနီကတော့ယူကရိန်းကိုလက်နက်ကြီးတွေအဓိကပေးပို့သွားမှာဖြစ်ပါတယ်။ ဂျာမနီကလက်နက်ကြီးကြီးတသိန်း၊ချီမြန်တိုက်ခိုက်ရေးရှင်25စီး၊တန်ကြပ်ကာက25စီး၊ရေပြင်ထောင်လန်းရေးရေဒါ100နဲ့လူသေးနိုင်တဲ့၄ချောင်းကာကွယ်ရေးစနစ်120ပေးပို့သွားမှာဖြစ်ပါတယ်။ယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့ရဲ့28ကြိမ်မြောက် တွေ့ဆုံမှုအဖြစ်ဘရက်ဆဲမှာနိုင်ငံပေါင်း90ကကာကွယ်ရေးဝန်ကြီးတွေတွေ့ဆုံပြီးနောက်အခုလိုကတိထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တရုတ်ကလက်စားပြန်ချီတဲ့အနေနဲ့ American Company Series ပေါ်အခွန်125ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံမယ်လို့ကြေညာလိုက်ပြီးတဲ့နောက်ကွန်တိုရေးစစ်ပွဲပုံမပြင်းထန်လာချိန်မှာသမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့အခွန်မူဝါဒအခြေအနေကောင်းပြီး American နဲ့ကမ္ဘာကြီးအတွက်အကျိုးရှိလိမ့်မယ်လို့ April 17ရက်မှာပြောကြားလိုက်ပါတယ်။ ။ဆိုရင်ပူပန်မှုတွေကြောင်းစတော့ရှယ်ယာဈေးကွက်မှာဈေးနှုန်းတွေနဲ့ဒေါ်လာဈေးတွေကျဆင်းနေတယ်လို့ကမ္ဘာကြီးမှာသောစီးပွားရေးနှစ်နိုင်ငံကြားထိတိုက်တွေ့မှုပုံမပြင်းထန်လာချိန်ပီကျင်းကလက်စားချေတဲ့အနေနဲ့အခွန်တိုးမြှင့်ထားပြီးတဲ့နောက်အမေရိကန်ဆိုရငွေတိုက်စာချုပ်တွေဟာလည်းဖိအားတွေနဲ့ရင်ဆိုင်နေရပါသည်။ဧပြီ17ရက်ကလူမှုမီဒီယာပေါ်မှာဖော်ပြထားတဲ့သတင်းစကားတွေထရန့်ကမိမိတို့ရဲ့အခုမူဝါဒနဲ့ပတ်သက်လို့မိမိတို့အမှန်တကယ်အခြေအနေကောင်းတယ်လို့ပြောထားပါသည်။ထရန့်ကကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံပေါင်းများစွာအပေါ် တွင်းကုန်အခွန်တွုံးမြင့်ကောက်ခံမှာဖြစ်ကြောင်းပြီးခဲ့တဲ့သတင်းပတ်ကကြေညာခဲ့ပြီးအခုနောက်ပြန်ဆုတ်သွားခဲ့ပေမဲ့တရုတ်ကတော့အခွန်တွေတိုးကောက်သွားမှာဖြစ်ကြောင်းထပ်ပြီးအတည်ပြုခဲ့ပါသည်။ဒါပေမဲ့ဝါရှင်တန်နဲ့ဘေကျင်းကြားကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကြောင်းကမ္ဘာတွင်းမှာဈေးကွက်တွေဖိအိုဖိအဲဖြစ်သွားခဲ့ရပါသည်။နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်လာတာနဲ့ပတ်သက်လို့တရုတ်သမ္မတရှီကျင်းဖင်ကဧပြီ17ရက်မှာပထမဆုံးမှတ်ချက်ပြုပြီးမိမိတို့နိုင်ငံအနေနဲ့ကြောက်ရွံ့နေမှာမဟုတ်ကြောင်းပြောကြားခဲ့တယ်လို့နိုင်ငံပိုင်သတင်းဌာနကဖော်ပြပါရယ် စပိန်ဝန်ကြီးချုပ်ပက်ထရိုဆန်ချက်စ်နဲ့တွေ့ဆုံမှုအတွင်းတဖက်သက်အနိုင်ကျင့်တဲ့အလေးထားတွေကိုတရုတ်နဲ့ဥရောပသမဂ္ဂတို့ပူးပေါင်းတုံ့ပြန်တင်တယ်လို့သမ္မတရှီချင်းဖင်က ပြောပါတယ်။တင်မာမှုတွေမြင့်တက်နေပြီမဲ့ရှီချင်းဖင်နဲ့ကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုရယူလိုတယ်လို့ထရန့်ကပြောထားပါတယ်။တခြားနိုင်ငံတွေပေါ်ပြထမ်းထားတဲ့ခွန်တွေကိုထရန့်ကရက်60ကြာဆိုင်းငံ့ထားပြီးကုန်သွယ်ရေးသဘောတူညီမှုမရယူဘူးဆိုရင်တတ်မှတ်ရက်ပြည့်ပြီးရင်နောက်ပြန်လည်ပြထမ်းသွားမှာဖြစ်တယ်လို့ချိန်ချောက်ထားပါတယ်။ နက်ဖြန်ဧပြီလ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထကြအရရှမ်းပြည်နယ်မြဝကျွန်းပေါ်ဒေသနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတခုလုံးမှာတိမ်အထင်းထင်းမှဒိတ်ထူထန်နေပြီးကျယ်ဒေသတွေမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေရတွေ့ရပါတယ် မြဝကျောမော်နဲ့တောင်ပိုင်းဒေသတချို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာသွန်းနေခဲ့တာကိုမိုးလေဝသအကျိုးရုပ်ပုံရိပ်ဒီမှာတွေ့မြင်ရပါတယ်။ငလင်ဘေးသင်းပြည်သူတွေအနေနဲ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့မှာစိုက်စင်းလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်များဖြစ်ပေါ်ခြင်းတို့နဲ့အတူနောက်ဆက်တွဲကျန်းမာရေးဆိုင်ရာအန္တရာယ်တွေကိုပထူးသတိပြုနိုင်ကြဖို့နဲ့အမိုးကာများတူတင်ပြင်ဆင်ထားကြရမှာဖြစ်ပါတယ်။ ်မနေ့ပြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ပင်ကားပင်လယ်တို့မှာတိမ်အထက်တက်မှာတိမ်ထူထန်နိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝတွန်းပေါ်ဒေသတွေမှာနေဟာအနောက်အနောက်မြောက်ဘက်ကနေတနအင်္ဂါမိုင်မှာဆိုင်မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းသွင်းသွင်းရှိနိုင်ပါတယ်။တနင်္လာရီကမ်းရိုးတန်းနဲ့မော်တမခွေတို့မှာလေဟာအရှေ့ရှေ့တောင်ဘက်ကနေတနအင်္ဂါဆိုင်မိုင်မှာမိုင်၃၀ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအသွင်သွင်းရှိနိုင်ပါတယ်။မြန်မာနိုင်ငံတော်မှာလုံးမနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာနေအပူချိန်တွင်ရောကြလာနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွင်အနေနဲ့မော်လမြိုင်မြို့မှာ31ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့တို့မှာ32ဒီဂရီစင်တီဂရိတ်နဲ့ဒဝဲမြို့တို့မှာ33ဒီဂရီစင်တီဂရိတ်အထူးသီးသီးရှိနိုင်ပါတယ်။မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကလွယ်လို့ကြံပြင်းတဲ့ကုလုံးမှာတပြည်လုံးခဲလုံရောင်ကြီးညော့ကဲအလွန်မြင့်မားတဲ့အစင်မှာရှိနေနိုင်ပါတယ်။ရေ၊ဒဝဲ၊ဘလော၊ဘိန်းနဲ့ကော်တောင်မြို့တို့မှာအလွန်ပြင်းထန်တဲ့အစင်မှာရှိနေမယ်လို့လည်းခန့်မှန်းရရှိပါတယ်။မြန်မာ ာနိုင်ငံတဝန်းလုံးမှာမြူကြာဆင်းမှုရောနေနေပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လွေထားရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လွေထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လွေထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။